အမချီတော့ကိုအမကိုက်ရဲလားနန်းရဲလားဟဲ့ဘာလို့မနန်းရဲမှာနန်းရဲလားပေါ့ဆိုအဲ့ဆိုအမအချီမအယူတကယ်စုပ်ပြတကယ်နန်းတဘာဝကြအောင်ပေါ့ဆိုပြီးတော့ငြုတ်သီးစိမ့်နေစားအတကယ်စားရတာဟိုစားဆိုလဲစားပလိုက်မယ်ကွာတိတာအစားထိုးတာပဲမလုပ်ချင်ဘလူးကာရက်တာမျိုးကိုပေးပေးမာယူတာဆိုတာလုံနိုင်တာပေါ့နော်လုံနိုင်နေလုံပြနိုင်နေအဲ့ဒါကိုပြချင်တာကျေးဇူးမနိုးတိုက်ချင်တယ်လေကျေးဇူးမသားလေးကို အမအနုပညာတောက်လျှောက်မှာတက်တန်းတက်လျှောက်မှာဒါပထမဦးဆုံးရိုက်ဖူးတဲ့လုတ်ဖူးတဲ့အယူမကာရိုက်တာအဲချစ်စုမကာရိုက်တာနဲ့အခုဆိုလို့ရှိရင်ပေါ့နော်ပရိသတ်တွေကတော်တော်များများချစ်ကြတယ်တနာကြတယ်တချို့ဆိုရင်အကုန်လုံးကလေငိုရတယ်ပေါ့နော် လာပြောတဲ့အမလေအရင်လဲဝမ်းသာပါတယ်အရင်လဲကြည်နူးမိတယ်ပီတိဖြစ်ရပါတယ်ပေါ့နော်ကိုယ့်ရဲ့အနုပညာတောက်လျှောက်မှာ ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေရတာဒီချစ်စုမကားနဲ့ပါနော်ချစ်စုမဟိုအိမ်တောင်ထက်တောင်မှပို့ပြီးတော့ပောက်ကြပါသေးတယ်ပို့ပြီးတော့ပရိသတ်တွေပို့ချစ်တာပေါ့နော်ဒီချစ်စုမကာရိုက်တာကိုပေးတယ်အရင်ဆုံးပြောချင်တာကတော့မင်းသားခွန်သာချိုကျေးဇူးတင်ချင်ပါတယ်ချစ်စုမနေလို့လည်းမကောင်းပြီးတော့လीဒီဘက်ကြီးရတယ်လीဒီဘက်ကကဲလိုက်သူများတွေကပရိသတ်တွေကအကယ်မီပေးတာကိုပဲကိုရီးယား ဖတ်ခဲ့မြင်ခဲ့ရတာလေးနော်အခုဆိုလို့ရှိရင်ချစ်စုမကာရိုက်တာလေးကိုပရိသတ်တွေကအကယ်ဒမီအောင်ပေးတဲ့အတွက်အမရင်ဝယ်ပီတိတတော်ကိုဖြစ်ရပါတယ်ဂျင်းနူးမျက်ရည်အောင်ကြားမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုပရိသတ်တွေကချစ်စုမကိုတတော်လေးကိုချစ်ပြီးတော့အားပေးကြတယ်တတော်များတဲ့ viewer တွေအရန်တက်တာပေါ့နော်ဥပမာ TikTok မှာပဲဖြစ်ဖြစ်ဒီ Hey Play တို့ Fortune မှာလည်းပေါ့နော်ပြတဲ့အခါကျရင်ဟိုသူကချစ်စုမရဲ့ CD ၃ခုလောက်မှဒီ Fortune မှာတပြိုင်တည်းလွှင့်နေတာ မြည်ရလားရင်းလားမသိမြည်လားမသိနောက်ပိုင်တခွန်ကားလားမသိပေါ့နော်အဲ့၃စီးဒီ၃ခုရှင်ပြနေတဲ့အခါကျတော့ရှင်ကိုရီးယားဘာဖြစ်လို့ကိုရီးကားကိုလေပရိသတ်ကကြိုက်ပါမလားပရိသတ်ဒီရင်နေရောက်ပါမလားတော့ဆိုးတထိတ်တဲ့တပေါ့နော်ကိုရီးအဲ့ခွန်သာဆိုနေဆိုကိုရီးမောင်နှမတွေတိုင်မင်နေကြဟိုရင်တထိတ်တဲ့စကားတွေပြောပြကြတာပေါ့နော်ဒါပေမဲ့တကယ်နေမကြီးမင်းသားတွေတကယ်ဟို ကုန်လုံးချစ်ချတယ်ဥမာပိုင်တဂွန် CD တွေနောက်ပြီးညီဆိုတဲ့တခြားမင်းသမီး CD မင်းသားတွေလည်းစားလို့ရှိရင်အမားတို့ရဲ့နက်နက်နဂါမလှက်စားနဲ့ကားတွေကချစ်စုလေးကိုအရန်အပိတ်ကြတာကိုချစ်ကြတာကိုတွေ့ရတဲ့အတွက်အရန်ကိုကြည်နူးမိပါတယ်ပီတိလည်းဖြစ်တယ်အဲ့တော့ပရိသတ်တွေကိုလည်းအမအရန်ကျေးဇူးတင်တယ်ဟိုအမကလေဒီချစ်စုမကာရိုက်တာကိုဇက်ရတဲ့က ဒီစကားဒီပြိသက်တည်ရင်လည်းရောက်မှာဆိုတော့တည်တယ်။ဘာဖြစ်ဆိုတော့ပြီးတော့အမရဲ့ဒါစိန်ခေါ်မှုပေါ့နော်ပထမအဦးဆုံးစိန်ခေါ်မှုကာရက်တာအမအနုပညာတောက်လျှောက်မှာတက်တန်းတက်လျှောက်မှာဒါပထမအဦးဆုံးရိုက်ဖူးတဲ့လုတ်ဖူးတဲ့အယူမကာရက်တာအဲ့ကာရက်တာမှာဆိုရင်ကိုကကြတော့အမကတော့ဟိုတဘာဝကြအောင်ပေါ့နော်ပြီးတော့ငြိုသီးစိမ့်နေစာအဲ့တကယ်စားရတာအဲ့ပြီးတော့ခွန်သာကြွရတဲ့အမရဲ့စားရဲသလားတဲ့ စားရဲတယ်လို့အမလည်းဟိုတခုခုပေါ့နော်အစားထိုးပြမထိုးနဲ့ငါအစ်စ်နဲ့ပဲရိုက်မှာလို့ပြောလိုက်တာဘာဖြစ်လို့လဲဆိုတော့ဟိုတာဥတောင်းတောင်းมาတဲ့အမစိတ်သေးကိုတကယ်စားတာလေတကယ်ကိုက်လိုက်တာပေါ့နော်ကိုက်လိုက်တာအခုငရုတ်သီးစင်းလို့ဆိုငရုတ်သီးစင်းကလေအေးမဆက်ဘူးထင်တာဆက်လိုက်တာသိလားပြီးတော့လေခဏခဏပြန်ရိုက်ရတာလေနော်အဲနှစ်ခါသုံးခါလေးခါတော့ရိုက်ရဆက်တာပေါ့နော်ဟိုဒါပေမဲ့ကိုကငါဟိုအမကကြတော့ကို့ကိုပေးတဲ့ character အတိုင်းအမအစ်စ်မှန်နေပဲလုတ်ပြချင်တာ ဟိုစားဆိုလဲစားပလိုက်မယ်ကွာတိတာစားထိုးတာပဲမလုပ်ချင်အဲ့တော့အဲ့ငေုပ်သီးစင်းကိုလဲတကယ်စားခဲ့တာပါရှင်ကြီးကလဲအေးမရှိတာကိုတန်းတာမနေစမ်းပါနဲ့ဟဲ့အဲ့ငေုပ်သီးတွေစားရင်လူကြီးရောကလေးရောဒုက္ခရောက်တတ်ဆိုတာနင်မသိဘူးလားပရိသတ်ဒီရင်ထဲကိုဘာထိွားလဲဆိုတော့ဥမာ तू နို့တွေတတ်တဲ့ချိန်နို့မတိုက်ရဘူး။နောက် तू ဒီကလေးကိုမွေးတဲ့ချိန်မှာ तू မထိရမကန်ရပါတော့။ तू ဟာဘလောက်ပဲယူနေပါစေ။မိခင်ရဲ့ သားသမီးဝါထားတဲ့မိခင်ရဲ့ကြီးမားသောမေတ္တာတရားကိုလည်းသူကပြရပေါ့နော်ချစ်စုမနိုးတိုက်ခြင်းနဲ့လေချစ်စုမသားလေးကိုမေမေကြီးရဲ့တခါမှအဲ့လိုမျိုးပြိသက်တည်းရဲ့အချစ်တွေကိုအများကြီးမရဘူးလေနော်ဒါကတော့အမဘဝတသက်တာမှာရိုက်ခဲ့ဘူးသမျှကားတွေထဲမှာပြိသက်တည်းရဲ့ချစ်ချင်းမေတ္တာတွေအကုန်လုံးကိုရရှိလိုက်တဲ့ CD လေးလည်းဖြစ်ပါတယ်ချစ်စုမပေါ့ပြီးတော့လေပြိသက်တည်းအကယ်ဒမီတွေပေးကြတာတချင်းလေးကလည်းကောင်းတယ်ပေါ့နော်ဆိုတာအဲ့အလေးနဲ့ငိုရပါတယ်အိမ်က ဟိုမလေးတသက်နဲ့တကူမချီးကျူးဘူးတဲ့ကျမရဲ့သားရောသမီးရောအိမ်ဦးနဲ့ယောက်ျားအစမလေးသားဆိုရင်အမေသားတငယ်ချင်းကလာပြောတယ်သားက fan မဟုတ်ဘူးသားရဲ့တငယ်ချင်းကမာဥသာရဲ့ fan အဲ့တော့မာဥသာစီကသတင်းတွေဘာတက်တဲ့ဆိုမှပြည်သူတွေမင်းအမေတွေ့လားအမေရမ်းပေါက်နေပြီဆိုအာတသက်နဲ့တကူတော့တခါမှမချီးကျူးဘူးတဲ့သားရောသမီးရောချီးကျူးပါတယ်ချစ်စုမ character အိမ်ဦးနဲ့ကြာပါပြောနေတယ်အဲ့သူကတော့ ျော်နေတာပေါ့နော်ဝမ်းသာဘာဖြစ်ဆိုတော့ तू อ่ะအမြင်နဲ့ back comment တွေပဲဖတ်နေမြင်နေရတော့လေအခုဒီတကသူ့မိန်းမကိုပြိသက်တည်းကချစ်တယ်ဆိုရယ်ဆိုတော့ तू อ่ะအရန်ကိုလည်းဝမ်းသာပါတယ်အရန်ကိုလည်းပီတိတွေဖြစ်နေတာပေါ့နော်ဒါကတော့ညီမရဲ့ဒါကလူတိုင်းမှာပဲအနုပညာရှင်တိုင်းမှာပဲနော်အနုပညာရှင်မိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်သားသမီးတွေကသူတို့အမေသူတို့အဖေကိုပြိသက်တည်းကချစ်တယ် comment တွေအကောင့်ဟိုချစ်တော့ comment တွေပေးတယ်ဆိုလို့ရှိရင်အကုန်လုံးကမိသားစုဝင်တွေကတော့ပျော်ရွှင်ရတာပေါ့ မလှုပ်ချင်တာကိုလှုပ်အောင်မကျင်နဲ့တယ်ကျမလှုပ်ချင်တာမလို့ကျမပြဿနာရှာပါတော့အဲ့မှာလေချစ်စုမကာရိုက်တာမှန်သမျှအမအကုံသဘောကြတယ်။ဟိုပြီးလို့ရှိရင်အမဟိုလှုပ်ချင်တာတွေလေဥမာဟိုခွန်သွားချိုးရအမတဲ့အမခြီတော့ကိုအမကိုက်ရဲလားနန်းရဲလားဟဲ့ဘာလို့မနန်းရဲမှာနန်းရဲလားပေါ့ဆိုအဲ့ဒါဆိုအမအချီမအယူတကယ်စုပ်ပြတကယ်နန်းအဲ့အဲ့အဲ့ဒီဟာစင်စာတော့မပေးဘူးဒါပေမဲ့ခွန်သာချိုးကအာစင်စာလူကြီးတွေပေါ့နော်မြင့်တင်ယုံကြည်သွားပြီးတော့ ဒါမမဥသားရဲ့လုတ်ကွက်တွေတည်းတကွက်ပဲပေါ့နော်ဒါပရိသတ်တွေဥသားအဲ့ဒါနဲ့ပေးပေးပါဆိုပြီးအဲ့အဲ့ပဲလဲသူလိုက်ရအဲ့တည်းလဲစင်စာခွင့်ပြုချက်လေးတော့သူရလိုက်တာပေါ့နော်ဘာပဲပြောပြောကျင့်တ်အားရပါတယ်ဟိုဒါဘာလဲဆိုတော့အမကိုယုံကြည်မှုအဓိကတော့ခွန်သာချိုးကအမအပေါ်မှာထားကြည့်တဲ့ယုံကြည်မှုပေါ့နော်ယုံကြည်မှုနဲ့လုတ်ကွက်ပေးတယ်အဲ့အတွက်အမကသူလိုချင်တဲ့ character ချစ်စုမှ character အမကသဘာဝကြကြလေး ထတ်တူလေးသရုပ်ဆောင်ခဲ့တယ်အဲ့တော့လေပရိသတ်တွေရင်ထဲကိုရောက်သွားတဲ့အတွက်လည်းအရန်ကိုဂျင်းနူပီတီဖြစ်မိပါတယ်အခုဆိုရင်အမကပရိသတ်တွေပေးတဲ့အကယ်ဒမီရတယ်မှတ်တိုင်တစ်ခုလားစိုက်ထူပါဆိုစိုက်ထူရတာပေါ့ညီမရဲ့အယူမကာရိုက်တာပထမဆုံးကာရိုက်တာလေအဲ့တော့အမကဟိုဘလူကာရိုက်တာမျိုးလာလာဘလူကာရိုက်တာမျိုးကိုပေးပေးမာယူတာဆိုတာလုံနိုင်တာပေါ့နော်လုံနိုင်နေလုံပြနိုင်နေအဲ့ဒါကိုပြချင်တာတကယ်ရင်ပြနိုင်နေအယူမဆိုတာက တခါကျဖနက်မရှိဘူးတခါကျဖနက်ကျအမအလွတ်လေးပေါ့နော်အဲထမိန်နေရစာတော်တော်ရှာရတယ်အဲ့ဒီဘိုက်ဖုန်းအိမ်နေဆိုရှင်အမလှဲကူကလေရက်ွက်တရလေးဘိုက်ကြီးတွေလေးစီကငှားရတာအဲ့နဲ့ဘိုက်တဲ့ဘိုက်ကြီးတွေအစင်းနေရများတဲ့ခါကျအမငားတယ်လောက်ငားရတယ်အပြင်ကလည်းနှစ်ထည်သုံးထည်တော့လိုတာဝစ်လိုက်တာပေါ့ငားလိုက်တဲ့အိမ်ရာလဲတင်မလားနေစီနာစီလမ်းပြန်ကဆိုတော့ကိုယ်အတွက်တော့အဆင်ပြေတာပေါ့အဲ့လိုမျိုးလေးအရန်အထုတ်တာပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုအမကလေဒါကိုယ့်ရဲ့ပထမအဆုံးအယူမကာရိုက်တာတွေဖြစ်တဲ့ခါကျတော့ပရိသတ်တွေကိုလည်းအမအရန်ပေးချင်တာလေအဲ့တော့အစ်စ်တွေပဲပေးချင်တဲ့ဆိုတော့အမအများကြီးအားထုတ်တယ်စူးစားတယ်တကယ်တဲ့တဘာဝကြကြနဲ့စူးစားတွေကအခုပရိသတ်တွေရင်ထဲကိုရောက်တဲ့အတွက်အမပေးချင်တဲ့ message တွေအမပေးချင်တဲ့ချစ်ချင်းမြတ်တာတွေရတဲ့အတွက်အမအခုကအရန်ကိုပျော်တာပေါ့နော်